မြန်မာနိုင်ငံမှာနိုင်ငံသားတယောက်မဲလာမပေးတာကိုအရေးယူနိုင်တဲ့ဥပဒေမျိုးတရားဝင်ပြဋ္ဌာန်းထားတာမရှိပေမဲ့စစ်ကောမရှင်အုပ်ချုပ်ရာမြို့နယ်တချို့နဲ့ကျေးလက်ဒေသတွေမှာအုပ်ချုပ်ရေးပိုင်းတွေကနေတဆင့်ချင်းချောက်တာနဲ့ဖိအားပေးတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါဗါတယ်။အဓိကအနေနဲ့မဲစရင်တွေလာကြည့်ဖို့နဲ့ပြင်ဆင်ဖို့မဲဆက်ပွဲတွေတက်ရောက်ဖို့ကိုဖိအားပေးခံရပြီးပြည်သူတွေမဲမပင်းရင်ဘာဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်လို့စိုးရိမ်နေရတဲ့အကြောင်း ARD တိုင်းမှာနေတဲ့ဒေသခံတယောက်ကပြောပါဗါတယ်။ DVV ကိုဖြည့်ဆို့ပေးတဲ့ဒေသခံအလုံးဟာစစ်တပ်ကဥပဒေအမျိုးမျိုးနဲ့အရေးယူလာမှာကိုစိုးရိမ်တဲ့အတွက်မူရင်းအတန်ကိုဖျောက်ပေးဖို့မြစ်တာရက်ခံထားပါဗျ။အဲဒါကအခုပထမတော့အဲဒီကြည့်တော့ဆိုမှုရမင်းတို့လာမပင်အရေးယူလို့ရတဲ့ဘာညာအဲ့ဒါမျိုးပြရပြရတော့ရှိတယ်။အခုမင်းတင်းမှာဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ကျွန်တော်နာမည်မင်းတင်းမှာမပါဘူး။အဲကျွန်တော်သွားလည်းမကြည့်ဘူး။အဲ့ဒါကိုသူလာခေါ်တယ်ကျွန်တော်တို့။လာခေါ်ပြီးတော့မှတ်ပုံနဲ့မိတ်သူနဲ့အင်အောင်ရပ်ပေးနေယူလာခဲ့ပါတယ်ဆိုတော့ကျွန်တော်ယူသွားတော့ဟိုရတော့မပါလို့တဲ့။ အဲ့ဒီလိုပြန်ရှောက်ရမယ်သူတို့ကဘာသူမှသူရေးပြီးတော့မှသူတို့အကျိုးမှသူပြန်တင်ပေးတယ်။မပါတဲ့လူတွေအိမ်လိုက်ခေါ်ပြီးတော့သူတို့ပါအထည့်ပေးထည့်ထည့်ကြတယ်။ဒါကြောင့်မဲရွာသားအများစုဟာအုတ်ချွေရေးပိုင်ကအိမ်အထိလာခေါ်ရင်တော့မဲထွက်ပေးရမှာဖြစ်ပြီးအဲ့လိုမဟုတ်ခဲ့ရင်တော့အိမ်မှာပဲနေဖို့ဆုံးဖြတ်ထားကြတဲ့အကြောင်းပြောပါရယ်။မန္တလေးတိုင်းဒေသကြီးတဲကနယ်မြို့တစ်ခုမှနေထိုင်တဲ့ဒေသခံကတော့ အခုချိန်ထိဖိအားပေးတာချင်းချောက်တာတွေမရှိပေမဲ့ရွေးကောက်ပွဲနေ့မှာမဲလာမပြီးခဲ့ရင်အုတ်ချိုရေးပိုင်းကသတိထားစောင့်ကြည့်မှာနဲ့အညိုထားခံရမှာအပြင်စစ်မှုထမ်းခေါ်လာမှာကိုလည်းစိုးရိမ်ရတဲ့အကြောင်းပြောပါရယ်ပြောရကလာသားတွေပါရဟိုကျွန်တော်ဒီလူငယ်ချင်းကဗနန်းပြောရင်စိတ်ကောင်းမရှိတော့ဘောကျွန်တော်ဒီဘလူဘယ်နာမှဘလူနေတယ်တော့ကတော်တော်များများပြည်နေကြတာဆိုတော့လေအဲ့ကြတော့စိတ်ပြီးဟိုပူဆိုးရမယ်ဟာမလုပ်ကြဘူးကွာ ဒီမဲသွားမပြီးဘူးဆိုရင်ဘယ်ရင်မပြီးဘူးမပြီးဘူးဒီလူဒီလူရှိတယ်ဒီလူ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 မလာဘူးဆိုရင်ပို့ပြီးတော့ကိုယ်သတိသတိထားမိသွားမယ်ပို့ပြီးတော့ဒီအစမှုထမ်းမှုလို့ပို့ပြီးတော့ဟိုဖြစ်သွားမယ်အဲအဲ့လိုမျိုးလေးကြာဆိုင်ဆောင်တော့မရှိပါဘူးလို့ပြောသေးတယ်မန္တလေးလိုမျိုးမြို့ကြီးမဟုတ်တဲ့အတွက်ဘယ်ရက်ကမှဘာရှိတယ်ဘတူနေတယ်ဆိုတာကိုအုတ်ချွေရေးပိုင်းတွေကသိနေပြီးသားဖြစ်လို့စိုးရင်ရတဲ့အကြောင်းပြောပါတယ်တရားလွတ်တော်ရှင်းနေဦးကြည်မြင့်ကတော့ဒီအချက်တွေကိုထောက်ခံပေမဲ့ မြန်မာနိုင်ငံမှာမဲမပေးလို့အရေးယူနိုင်တဲ့ဥပဒေမရှိတဲ့အကြောင်းထောက်ပြပါဗျာ။ဒုနိုင်ငံမှာမဲမပေးလို့ရှိရင်အရေးယူမယ်ဆိုပေမဲ့ဥပဒေမရှိဘူးလေ။ဩစတြေးလျမှာရှိတယ်။အဲမျိုးတွေနော်။ဒုနိုင်ငံမှာမရှိပါဘူးအဲဒါကတော့နော်။မျိုးကြီးတွေမှာတော့အဲ့လောက်ဖိအားမပေးလောက်ဘူးကွာ။မျိုးကြီးတွေကကျေလက်ကျေကျေလက်တွေမှာပို့ပြီးတော့ဟိုဟောသူတို့ဆိုးမိုးတဲ့ကျေလက်ကိုပြောတာနော်။မင်းအမကြီးလက်မှာမင်းလာတယ်မင်းကမတို့ရဆိုအိတ်ချက်ချက်ကွာဘယ်ကောင်သွားမဲပေးတယ်မပေးဘူးသတိနိုင်ယူမင်းလားပေါ်တင်ကြီးရှင်းနိုင်ယူမင်းလား သူ့ရဲ့သုံးသွက်ချက်ဟာနယ်မျိုးတချို့နဲ့ကျေးလက်ဒေသတွေမှာအမိနဲ့တကွစောင့်ကြည့်ခံရတာကြောင့်ဖိအားခံစားနေရတယ်ဆိုတော့ဒေသခံတွေရဲ့ပြောပြချက်ကိုထောက်ခံနေပါတယ်။ဒါပေမဲ့ရန်ကုန်လိုမြို့ပြကြီးတွေမှာတော့အခြေအနေကွာခြားချက်ရှိပါတယ်။တင်ငန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတယောက်ကတော့ရောက်ွက်ရုံကမဲဆင်းလာကြည့်ဖို့ဒကြိမ်တာကြီးညာခဲ့တယ်လို့ပြည်သူတွေကလည်းရုပ်ောက်ဝင်တဲ့ပတ်သက်လို့စိုးရင်စိတ်ကောစိတ်ဝင်စားမှုပါမရှိတဲ့အကြောင်းပြောပါရယ်။ လုံခြုံရေးအရာ DVB သတင်းတောက်ကအတန်အစာထုတ်ဖတ်ပြထားပါတယ်။ရွေးကောက်ပွဲအတွက်ပြင်ဆင်တာကတော့ရန်ကုန်မြို့အနှံ့အပြားမှာ PPP ပါတီကဆိုင်းဘုတ်တွေထောင်ထားတာတွေ့တယ်။ဒုတိယကတော့ဥက္ကကိုကြီးပါတီသူတို့ကတော့နည်းနည်းပါပါပဲ တွေ့ရတယ်။မဲပေးဖို့အတွက်ကြတော့ရက်ွက်ယုံကမဲစင်းကြည့်ဖို့တစ်ခေါက်လောက်ပဲကြီးညာသွားတယ်။ကိုလည်းစိတ်ဝင်စားဘူးမဲစင်းလည်းတော့မကြည့်ဘူး။မဲလည်းမပေးဘူးစိတ်လည်းဝင်စားဘူး။အခုကလေးကရွေးကောက်ပွဲတော့မလုပ်ရသေးတဲ့ဟာနိုင်နေတဲ့ဟာကို မဲပေးတော့ရောဘာထူးမှမဟုတ်လို့လေကျမတို့ရက်ကွက်မှာကချင်းချောက်တာလည်းမရှိဘူးဘာမှလည်းမစိုးရိမ်ဘူးလို့ပြောပြတာပါစစ်ကောင်မရှင်ရဲ့အုတ်ချုပ်ရေးရန်နေရာတွေကပြည်သူတွေကိုဖိအားပေးမှုတွေရှိနေတယ်လို့တခြားတစ်ဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကရေကောက်ပွဲလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်သူတွေကိုအရေးယူမဲ့အကြောင်းနဲ့တိုင်ကြားနိုင်ကြောင်းမှအသိပေးထားပါတယ်အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်က ပြည်သူတွေအနေနဲ့မမီတို့ရဲ့ဥပဒေပါအခွင့်အရေးကိုသိရှိဖို့နဲ့ကာကွယ်ဖို့ကိုတိုက်တွန်းပါတယ်။အဓိကတော့ကျွန်တော်တို့ကဥပဒေရကိုယ့်ရဲ့ရပါမယ်ကိုယ့်ရဲ့အခွင့်အရေးကိုကျွန်တော်တို့ဒါသိနေဖို့ပါပဲ။သိနေပြီးတော့အဲ့အခွင့်အရေးကိုကျွန်တော်တို့ကကိုယ်ကာကွယ်ဖို့ရဲနောက်ပြီးတော့တရားရောက်ကချိုးဖောက်လာရင်ဒီပါလာရင်ဒီဟာကိုကျွန်တော်တို့အဲမှန်မှန်ကန်ကန်ကျွန်တော်တို့ဒါတုံ့ပြန်ဖို့ဟိုကျွန်တော်တို့ဒါတိုက်တွန်းတာဖြစ်ပါတယ်။အဲ့တော့ ဟိုလက်ရှိအနေနဲ့တော့တော်လိုင်းရေးအင်အားစုတွေစုံမထင်းချုပ်နေနေမှာဆိုရင်တော့ကျွန်တော်တို့ဒါဖန်စီရေးယူပြီးချက်ချင်းအဲကျွန်တော်တို့ရေးယူဆောင်ရတာတွေလောက်မှာဖြစ်တယ်လို့အဲဆေးအုပ်စုရဲ့နေပြည်တော်မှာဆိုရင်လည်းပဲကျွန်တော်တို့အမှုဖြစ်စဉ်ပေါ်မူတည်ပြီးတော့အဲကျွန်တော်တို့ဒီတရားဆွဲဆိုနောက်ပြီးတော့လိုအပ်ရင်ဝန်ထမ်းထုတ်တာမျိုးပေါ့နော်အဲဒါမျိုးတွေဆက်လုပ်သွားမှာဖြစ်ပါတယ်ဗျ။ ဒီအချက်တွေကြောင့်ပဲမြို့နယ်ပြည်သူတချို့ကရွေးကောက်ပွဲကိုလစ်လူရှုထားနိုင်ပေမဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်တရအောင်မှာဓာတ်ရိုက်ရှိနေတဲ့ချီးလက်နဲ့မြို့နယ်တချို့ကပြည်သူတွေကတော့မဲမပင်းရင်စစ်မှုထမ်းဥပဒေအပါအဝင်တခြားနီလန်းနေနဲ့ပြစ်မှတ်ထားခံရမှာကိုအဓိကထားစိုးရိမ်နေကြပါတယ်။ကဘာကူလာသမကအပါအဝင်နိုင်ငံကြီးတချို့ကလွတ်လပ်မြတ်တာမှမဟုတ်ဘူးလို့ဝေဖန်ထားတဲ့ရွေးကောက်ပွဲကိုအာဏာသိမ်းစစ်တပ်ကတော့ လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာအပိုင်းခွဲပြီးကျင်းပသွားဖို့ရှိနေပါတယ်။ကျွန်တော်စိုးသူအောင်မယ်ပေးနိုင်ရေးနဲ့မဲပေးဆန့်ကင်တွယ်မဲ့သူတွေစနစ်တကျကင်တွယ်နိုင်ရေးဟာအထူးကြတဲ့အပိုင်းဖြစ်တာကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့